အဲ့တော့ကျွန်တော်တို့အော်တော့ကြတော့အထက်အောက်သွေးခွဲတယ်လို့ပြုတယ်လို့ခင်ဗျားတို့ကျွန်တော်ကိုလေတရားဆွဲမယ်လို့ဟိုတတ်မယ်ဆိုတဲ့လူတွေခင်ဗျားတို့ကျွန်တော်တခုပြောချင်တယ်တင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့တူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် range ရှင်းလုပ်ပေးသွားမှာဖြစ်ပါတော့ကြောင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်25တမရောကကိုယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ် နာဇကအစိုးရအဖွဲ့ဝင်တရလုံးနဲ့တမ္မတော်သားတွေတမ္မတော်သားမိသားစုတွေအေဂျင်စွာနေထိုင်ခြင်းနဲ့ပြည်သူလူထုတွေကိုကျွန်တော်ကအဖြေခံဘဝနဲ့အမုန်းခံလူသားကနေမြေပြင်မှာရရှိတဲ့တည်င်းအချက်လက်တွေကိုတင်ဆက်ပေးမှာဖြစ်တယ်ပေါ့နော်အခုကတော့တောင်ကြီးရကဗျာဆရာ မောင်အေဂျင်ပေါ့နော်ဒါကတော့ဘင်္ဂလားဒေ့ရှ်ဟိုရခိုင်ပြည်နယ်ဘက်အချမ်းနဲ့ပတ်သက်တဲ့ကဗျာကိုသူရေးဆက်ထားတာဖြစ်တယ်ပေါ့ အရေးကြီးခြင်းကြပြကောင်းစဉ်ဟာအရေးကြီးခြင်းတငယ်ချင်းအာလုံးအသည့်မြင်အောင်ကြီးအနောက်ဘက်သားဘင်္ဂလားကမွေးဘွားဥယျတိုးဘွားလီပြီးစံရီရိတ်ခါကြက်တဲလာတော့မြေယာလူရန်သူ့အကြံကိုမတန်တရာထုတ်ပြောလာသည့်ရုပ်မာရဲတင်းလာချေပြီး အိမ်တွင်းမှာလဲအရေးကြီးမှစီလုံးမှုပြက်ပြပဖက်ရင်ထိုးနဲ့သမျှကြားကံရခြင်းခွေးအားယူတွေပြန်ကြိုက်လေ၍ခြေနေရှုပ်ထွေးအဆောင်ဝေးတော့အပြေးကျူးဝင်မြေလိုခြင်းသည်ဘင်္ဂာလီတွေချောင်းနေပြီတတိထားဖို့လိုနေသည်တဲ့မောင်အေးချမ်းတောင်ကြီး 30ရက်4လ2025 73နာရီအချိန်မှာရေးဆက်ထားတဲ့ကဗျာဖြစ်ပါတယ်။မင်္ဂလာရှိသောနေ့ရက်ပါတဲ့။ချမ်းမြေ့တာယာမှုရှိကြပါစေတဲ့။ဟုတ်။အဲ့တော့ကျွန်တော်ကအောက်ခြေမှာဖြစ်နေတဲ့ပေါ့နော်အခက်အခဲတွေနော်။ဟိုကျွန်တော်တို့နိုင်ငံတော်အကြီးအကဲတွေခေါင်းဆောင်ပိုင်းတွေပေါ့နော်ခေါင်းဆောင်ပိုင်းတွေတော်တော်များများနဲ့အဲကျွန်တော်တွေ့ဘူးတဲ့။အဲအကြီးအကဲတွေကအရန်တိမ်မွေးတယ်နူးညံ့တယ် သူတို့နဲ့စကားပြောမယ်တွေ့မယ်အဥပမာတစ်ခုပေါ့ဒီပြည်တော်စုကျန်းကာရေးနဲ့ဖွံ့ဖြိုးရေးဥက္ကရာကြီးအအဘအိုးပေါ့နော်အိုးဘလိုဥက္ကရာကြီးဥခင်ကြီးတို့လိုလူမျိုးတွေနုံညံ့နဲ့ဘဒူနဲ့တွေ့တွေ့သူတို့ကတွေ့မယ်နော်တိုင်းပြည်ကောင်းဖို့အတွက်နိုင်ငံကောင်းဖို့အတွက်ဆိုလုံးမယ်အဥပမာကျွန်တော်တို့နဲ့တွေ့ဘူးခဲ့တာဟုတ်အဲ့တော့ဟိုဒီအဘကကြုတ်ကြီးတို့ပါလို့လဲအဲ့လိုပဲเนาะကျွန်တော်တို့ဒီပြီးခဲ့တဲ့နှစ်ကဒီနှစ်ကြံမုံเนาะပြီးခဲ့တဲ့နှစ်ကဆိုလဲ နော်အန်ဒီဂျူဂျူလာကြီးနဲ့ DSC အကြောင်းထဲမှာနော်ကျွန်တော်စကားပြောတယ်ပြောခွင့်ပေးတယ်နော် ပြောခွင့်ပေးတယ်အဲကိုပြောရမယ့်အကြောင်းအရာကိုတည်တည်ကြာကြာရှင်းလင်းပြတယ်အပြရတယ်လူကြီးတွေကနူးညံ့နေတိမ်မွေးတယ်ဒါပေမဲ့တချို့တော့အောက်ခြေအစင်းစင်းရနေပြီးတော့မှလူကြီးတွေမသိအောင်ဖုံးကွယ်ထားတဲ့ကိစ္စတွေရှိတယ်နော်အဲ့ကိစ္စတွေကိုကျွန်တော်ကလူကြီးတွေသိအောင်တင်ပြပေးတာဖြစ်တယ်နော်မနေ့ကတော့ညောင်ဦးမြို့နယ်မြင်းကြံကားလန်တီးကုန်းနဲ့ကံရွာလန်းစုံ ကာလံပေးများတွင်နဲ့မိုင်းများထောင်ထားသည်ဟုသိရှိရ၍ဧပြီလ29ရက်နေ့22နာရီအချိန်ခန့်နှလုံးကွဲကားတဲ့မိုးရွာ၍ရှော့ဖြစ်ပေါက်ကွဲခြင်းဖြစ်နိုင်ပါကြောင်းတင်ပြအပ်ပါတယ်တဲ့နော်နောက်တစ်ခုကတော့ကိုဖုံးရေးတဲ့ဒါလည်းမနေ့ကသတင်းပေါ့နော်သူကအချိန်ဟိုဟာနောင်ဝမှာရောက်လာတာ29ရက်နေ့မိုင်းရဲ့တီဘောကြားကစိမ့်ကြော်ရွာ SSBB SSC အဖွဲ့နဲ့ကိုကန်အဖွဲ့အကြီးအကျယ်တိုက်ပွဲပြင်းထန်နေတယ်တဲ့ နမ်မနဲ့နမ်ပေါင်ဘက်မှာလည်းဖြစ်နေတယ်အခုမိုင်းရဲ့နာကမမ်ဆန်လေးတက်ချင်းရှင်းအနေထားဖြစ်နေတယ်ကိုဘုံတိအောင်ပြောပြတာပါတဲ့ဗောနော်ဟာပလက်နဲ့လာတာဗျဟလိုဇော်ဘုံကြီးမှာဟောမေးကြည့်ပါဟုတ်တယ်ကျွန်တော်နောက်မှပြန်ဆက်ပေးပါကျွန်တော် live လွှင့်နေလို့ပါ ဘုံကနိုင်ငံခြားဘုံဆိုတော့ကန်လိုက်ရတာအားနာရယ်နော်ပြောရင်းနဲ့နောက်တစ်ခုကကိုကြီးရေတဲ့စိတ်ဖြူမျိုးနယ်ဘက်ကနေစိတ်ဖြူကစွန်မလန်အတိုင်း73တိပေပါနှစ်ထက်ထက်ပြီးတင်လာတဲ့ကားကြီးကားငယ်တွေဟာစိတ်ဖြူမျိုးနယ်ထွန်ကျေးရွာကနေတဆင့်ပသိမ်မုံရွာလမ်းကိုသွားတယ်တဲ့ပသိမ်မုံရွာလမ်းကနေပေါင်းမျိုးနယ်ချောင်းဆောင်ကျေးရွာကိုသွားတယ်တဲ့အေးအေးတဘုံနဲ့ချင်းပြည်ရည်မင်းတက်ခရိုင်ချင်းပြည်နယ် ဖလက်ဝါကနေကားကြီးကားငယ်တွေနဲ့တက်လာပြီတဲ့ပေါင်းမြို့နယ်ချောင်းဆောင်ရွာတိလာပြီးတည်ယူရဲတဲ့အဲ့ဒီလိုတည်နေတာတလှကြော်ခဲ့ပြီအကိုကြီးတဲ့လမ်းကြောင်းတလျှောက်ကားတဲ့တာဝန်ရှိသူအစင်စင်တာဝန်ရှိသူအလုံးကနိုင်ငံအပေါ်တစ္ဆာဖောက်ငွေကြေးရယူပြီးချမ်းသာအောင်လုပ်နေကြတယ်တဲ့ရှေတန်းမှာအသက်ဆုံးတိုက်ခိုက်နေရတဲ့စစ်တီတွေအပေါ်တစ္ဆာမဲ့တယ်တဲ့ရန်သူကို73စီစားနေရိတ်ကတည်ပို့နေတဲ့ကားတွေ စီကငွေရွေယူပြီးခြေတန်းမှာအသက်ဆုံးတိုက်ခိုက်နေရတဲ့စစ်တီတွေပေါ်တစ္ဆာမဲတယ်တဲ့ရန်သူကိုတဲ့73တီစားနေရေးကပို့နေတဲ့ကားရစီကငွေတွေယူပြီးခြေတန်းကိုကိုစစ်တီတွေကိုတေခိုင်းနေတယ်တဲ့နိုင်ငံကိုတစ္ဆာဖောက်တယ်တဲ့တက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲတွေတာဝန်ရှိသူတွေဂိတ်တွေအားလုံးကို ထိတိယောက်ယောက်အေးအေးပေးစေချင်တယ်တဲ့ ရှေတန်းတော်ဝင်ထမ်းဆောင်နေတဲ့စစ်တီတွေဟာအသက်မဲ့တွေမဟုတ်ပါဘူးတဲ့အသက်တွေဘဝတွေရှိတယ်တဲ့မိသားစုတွေရှိပါတယ်တဲ့ဘသူသေးသေးငါချမ်းသာရင်ပြီးရောလုံးဝမဖြစ်သင့်တဲ့ကိစ္စပါတဲ့စပီကာသမားတယောက်ဖြစ်တဲ့အကိုကြီးကပြောပေးပါခင်ဗျာတဲ့ထာဝရလေးစားချစ်ခင်အားကိုလျက်နိုင်ငံနဲ့တက်မတော်ကိုချစ်တဲ့ညီလေးတဲ့စိတ်ပြူဘက်ကနေမနဲ့မိုးမလင်းခင် ကားထွက်သွားပြီးညနေအရောက်စိတ်ပြူဘက်ကိုပေးပါအခွန်တွေနဲ့ပြန်လာကြတယ်တဲ့ နော်စိတ်ပြူစောလန်းဘော်ကပေါကြိုင်းအမိရှိ စီတန်ကြီးနဲ့စိတ်ပြူနဲ့ချောင်းမျိုးကစီတန်ကြီးတွေစစ်ဆေးဖို့လိုအပ်ပါတယ်တဲ့တိုင်းပြည်ကိုချစ်တဲ့လူတွေကဘလောက်ပဲပြောနေပြောနေဘလောက်ပဲလှုပ်နေလှုပ်နေနိုင်ငံတစ္ဆပေါက်လောက်ကောင်တွေကတိုင်းပြည်ကိုဖျက်ဆီးနေကြတာပါတဲ့ရင်နာလို့မဆုံးပါဘူးဗျာတဲ့စိတ်ပြူမျိုးနဲ့ပိုင်းကျေးရွာရှလကျွေရှားလကျေးရွာ တွေမှာအခုအေးအေးတွေစိတ်ဝင်နေပါပြီနော်အဲ့တော့ကျွန်တော်တို့အော်တော့ကြတော့အထက်အောက်သွေးခွဲတွေတို့ပြုတယ်တို့ခင်ဗျားတို့ကျွန်တော်ကိုလေတရားဆွဲမယ်တို့ဟိုတတ်မယ်ဆိုတဲ့လူတွေခင်ဗျားတို့ကျွန်တော်တခုပြောခြင်းနေတည်လားခင်ဗျားတို့မြေပြင်မှာခင်ဗျားတို့မြေပြင်အခြေအနေတွေကိုခင်ဗျားတို့ကိုယ်တိုင်တည်လားကျွန်တော်တိမ်မဟုတ်ဘူးကျွန်တော်တော့ခင်ဗျားတို့ခင်ဗျားတို့စောက်ကြည့်လို့မဆိုင်တာကြောက်ကနော် ခင်ဗျားတို့အဲ့ line ဘဝနေပြီးတော့လေ attention နေရှာပြီးတော့အာချောင်နေတဲ့နော်ဟာမတွေနော်အာငါဟိုဗိုလ်ချုပ်မှုကြီးဥမေအောင်လိုင်းနဲ့လက်ဆွဲပြီးတော့ဓာတ်ပုံရိုက်ထားတဲ့ပုံတို့ဟိုကာနေကြီးလောက်ပုံတို့ဓာတ်ပုံရိုက်ထားတဲ့ပုံတွေလောက်ကိုပြပြီးတော့မှအဲ့လိုမလုံစားနဲ့မချင်းချောင်းနဲ့ခင်ဗျားတို့ကြောင့်နိုင်ငံတော်အကြီးအကဲတွေတော်တော်သိခါကြတယ်နော်အဘကာချုပ်ကြီးဥမေအောင်လိုင်းနဲ့လက်ဆွဲနှုတ်ဆက်ထားတဲ့ပုံပြပြီးတော့မှငါကဘဒုကိုပိုင်ပါတယ်လို့ဟမ် ကာနေကြီးနေရောလောရဲ့ဂျားမှာကျုပ်တို့ဓပုံနေရှိတယ်ခမားတို့တည်းရှိတယ်ကျုပ်တို့ဘယ်တော့မှအဲ့လိုအလုပ်မျိုးမလုပ်ဘူးမတင်ဘူးเนาะအဲ့လိုဆိုကျုပ်ပြောရင်သဘောပေါက်เนาะခမားတို့တရားဆွဲမယ်လို့ပြောပါခမားမြေပြင်အကြောင်းဘယ်လောက်သိဟမ်ခမားအုံမဒီအုံမကားတို့ဒီဘက်အခုလေချင်းကိုရို့ငုတ်ကလေးတို့ကြောင်မဲလေးတို့တန်ဘူတို့ခမားတို့ရောက်ဘူးလားဟမ်ခြေတန်းရဲ့မြေပြင်စစ်တီရင်ဆိုင်နေရတဲ့အခြေအနေနဲ့အခု ဂိတ်တွေနိုင်ငံတကာနိုင်ငံလုံးမှာရှိတဲ့ဂိတ်တွေရဲ့အခြေအနေနဲ့နော်လက်ရှိရှေ့တန်းမှာတာဝန်ထမ်းဆောင်နေတဲ့စစ်တီရဲ့အခြေအနေကိုခင်ဗျားတို့မသိဘဲနဲ့လိုင်းပေါ်မှာနေပြီးတော့နော်အဘကကြောင့်ကြီးပုံယူနောက်မှာထားပြီးတော့အာမချောင်းနဲ့နော်နော်ခွေးခုံလို့ဖုံးမထားဘူးနော်အဲ့ဒါဇော်ဘုံရင်ကိုရှောက်လို့လို့ချင်းအဲ့ဒါဇော်ဘုံရင်ကိုချစ်တဲ့လူတွေတတ်တာနဲ့ခင်ဗျားတို့သိနေဦးမယ်နော်အဲ့လိုတော့ပြောခြင်းနဲ့နောက်တစ်ခုကမင်္ဂလာပါညီလေးတဲ့အေယာဝတီတိုင်းတာပေါင်းမြို့နယ်ဇီးပြူခွင့်ရယွာနာမှာတဲ့တဲပြူကျွေးရအုတ်ချုပ်ရင်မူ ဥကိုမြင့်နှင့်ထွေအုပ်စရေဥသောခိုင်တို့ဆိုင်ကယ်နစီရှင်းတော်မောင်းနေ၍တာပေါင်းတို့အစည်းဝေးသွားရောက်စင်းနှင့်ဇီးပြုခွင့်ယောဟနာအရောက်တွင်နှင့်ပီဒီအက်သုံးဦးမှစောင့်တိုင်းပြီးတနက်ဖြန်ပြစ်ကတ်လျာကြည်မထွက်၍အသက်ဘေးမှလွတ်မြောက်ခဲ့ကြောင်းတရင်ရရှိပါသည်အပြည့်စုံကိုဆက်လက်ဖော်ပြပေးပါမယ်တဲ့နော်နောက်တစ်ခုကတော့ဟိုပါဗောကျွန်တော်တို့တတိထားရမယ်နော်တကိုးတိုင်းရွှေချင်းမြို့နယ် ဇလုတ်ကြီးတက်ပေါ့နော်ခါမရ968နော်အထူးသတိထားပါရန်သူဝိုင်းတာနေရရှိပါပြီပေါ့နော်နော်အဲ့တော့လွယ်မှုလွယ်လွယ်မှုဘလောစကမ်းမှာလဲနော်အဲ့မှာဒုံးနေတဲ့ထောက်ချောက်ချနေတယ်နော်ပြီးတော့နောက်တော့ဟိုတပခပေါ့နော်တကောင်းတော့တပခနော်တပခသူကတန်တောင်ကြီးကိုတိုက်မယ်လို့လည်းသတင်းကြားတယ်တန်တောင်ကြီးပေါ့နော်အထူးသတိရှိပါနော်ကျွန်တော်တို့ကသတင်းရရှိတာတွေကို အဲဟိုပြောပေးတယ်ပေါ့နော်အခုကျွန်တော်ပြောလဲကျွန်တော်ကျွန်တော်ပြောလိုက်တယ်ပါလဲ9 6လားတမ968ပေါ့နော်အဲ့ဒီပဲခူးတိုင်းရွှေကျင်မြို့ဇလုံကြီးတက်ခမရ968ကိုရန်သူဝိုင်းလာတာနေ့ရက်ရှိပြီနော်အဲ့တော့ကျွန်မကောင်းကြားမကောင်းတွေလည်းဖြစ်နေဦးမယ်နော်ကိုဘကအဲလှုပ်ရှားရှိရလှုပ်ဖို့အတွက်ကိုကျွန်တော်ပြောတာဖြစ်ပါတယ်မြမပြီးအများဆုံးကျန်းကျန်းပါစေရှေတန်းရောက်နေတဲ့တက်မတော်သားတွေဘေးရန်နေကင်းရှင်းပြီးနောက်တန်းကမိသားစုတွေနဲ့အများဆုံးပြန်လေပေါင်း